င်္ဂလာရှိတဲ့ညဉ့်ဉန်းလေးဖြစ်ပါစေမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရန်သူမျိုးငါးပါးအနောက်ရှိတဲ့ဂိမ်းဝေးပြီးတော့ကိုယ့်ရဲ့ပါဝင်ခြင်းမှာအေးအေးချမ်းချမ်းကြမ်းကြမ်းမမစိတ်ချမ်းချမ်းသာသာဖြင့်နေ့ရက်တိုင်းကိုဖြတ်တန်းနိုင်ပါစေအာဟုတုတရားတွေကိုကြောက်တတ်ပြီးတော့ကုသတရားတွေကိုပွားများပြီးဖရာကြီးတရားကြီးအောက်မှာအဘဝိဇ္ဇာဆရာတော်ဖရာကြီးတွေနဲ့အတူအဘဘိုးဘွားအဘဘုံမင်းကောင် အဘဘုဒ္ဓံအဘဘိုးတော်ပွင့်နေရဲ့မေတ္တာထက်ကိုရပြီးတော့ကိုလျှောက်လန်းတဲ့လမ်းခရီးတိုင်းမှာစွညောင်းခလုတ်တွေဖယ်ရှားပြီးတော့သူတော်ကောင်းသူတော်စင်နဲ့တွေ့ပါစေမသူတော်တွေရဲ့ရံကကင်းဝေးပြီးတော့ကိုယ့်ရဲ့ပအဝင်ခြင်းမှာတန်မိုးရှိတဲ့လူသားတယောက်ဖြစ်ပါစေမိသားစုကလည်းအကျိုးပြုနိုင်တဲ့သူကိုယ့်ရဲ့အဖေအမေမောင်နှမသားချင်းတို့လည်းဂျေစုဆက်နိုင်တဲ့သူကိုယ့်ရဲ့ပအဝင်ခြင်းမှာအမျိုးဘာသာတာသနာကိုလူသားနိုင်တဲ့သူဖြစ်ပါစေဒီလားရဇာမုံလား အဇာမုံလာမှာကထိန်ခင်နိုင်တဲ့သူတွေဖြစ်ပါစေကထိန်အလူပြုတ်နိုင်တဲ့သူတွေဖြစ်ပါစေဒီလားဟာတဇာမုံလာတဇာမုံလာမှာလူရေးတန်းရေးတွေကိုအများကြီးလုပ်နိုင်ပြီးတော့ပန့်တကူအလူတွေကိုပြုတ်နိုင်တဲ့သူဖြစ်ပါစေလို့ကျွန်တော်ခွန်သာချိုကဆုတောင်းမြတ်တာပို့တာပြပါတယ်အခုကျွန်တော်ဟောပေးမှာကတော့ဒီစက်တလပိုင်းအတွင်းမှာကြုံတွေ့ရနိုင်တဲ့ဂျာတာပရိသသမီးနဲ့ပတ်သက်တဲ့အဆိုးကောင်းအချိုးကြောင်းလေးတွေကိုဟောပေးမှာဖြစ်ပါတယ်ဂျာတာပရိသသမီးတွေကကျမ်းမာရေးတိတ်မကောင်းတဲ့ဘက်ကို နည်းနည်းလေးရောက်ချင်တယ်ခင်ဗျာရာသီအပြောင်းအလဲလေးတွေမှာ အတွင်းယောဂဝေဒနာအရေပြားယောဂဝေဒနာအဲအစစ်အမြစ်ယောဂဝေဒနာအဲ့ဒါလေးတွေဖြစ်ပေါ်ရှိတယ်အတွင်းယောဂကအစာအိမ်နဲ့ဥလမ်းကြောင်းနဲ့ပတ်သက်တာလေးတွေဖြစ်တတ်တယ်အရေပြားကတော့အလတ်ချစ်ဖြစ်တာမျိုးအကွက်အကွင်းပေါ်တာမျိုးတွေတွေအဖုပိန်ပေါက်တာမျိုးတွေတွေဖြစ်စေတတ်တယ်အစစ်အမြစ်ကတော့ဒရူးနဲ့ခြေမျက်စိဒီခါအောက်ပိုင်းပေါ့ခါနာတာတွေအဲ့ဒါတွေနဲ့ပတ်သက်တာတွေဖြစ်ပေါ်ဖို့ရှိတယ် လူမှန်တော့ခန္ဓာရှိတဲ့အတွက်ကြောင့်ဝေဒနာနဲ့ကင်းမှာမဟုတ်ဘူးအဲ့ဒီဖြစ်နေတဲ့ခန္ဓာပေါ်မှာရှိတဲ့ဝေဒနာတွေကိုတက်တာပြောက်ကင်းပြီးစီးတူးဖို့အတွက်ကိုမြတ်စွာဘုရားရှင်ရဲ့တားတော်ဖြစ်တဲ့ယဟန်တန်ဃာတော်ကိုဆက်ပြခဲ့လူပေးပါအမွေးရဲ့ဆက်ပြခေါ်တာပေါ့ခူတိုက်ဆက်ပြလို့လည်းပြောလို့ရတယ်။အဲဒီဆက်ပြခဲကိုလူတဲ့အခါကျရင်တရဏဂုံသုံးပါးကိုရှင်ညွန်ပြီးဖရာတကူတရားတကူတန်ဃာတကူနဲ့တူဖရာရှင်ရဲ့သားတော်များဖြစ်တဲ့ယဟန်တန်ဃာတော်ရဲ့ခန္ဓာကိုယ်တန်ရှင်းစင်ကြယ်ရဲ့အလုံငါတိုက်ချွတ်တော်နေရာအသုံးပြုရန်အတွက် E ဆက်ပြားခဲကိုတန်ခတ်တာဒီမှာတန်ခါတော်ရည်ညွှန်းပြီးတော့လူထမ်းလိုက်ပါလေ။ E လူထမ်းရတဲ့ကုသိုလ်ကောင်းမှုကြောင့် E ခန္ဓာပေါ်မှာရှိနေသောယောဂဘာဝပိုးမွားတွေဖြစ်ပျက်စေတတ်သောခန္ဓာကိုယ်ကျန်းမာရေးအဉ္စံတွေပျောက်ကင်းရပါစေတာဆိုပြီးတော့ဆုတောင်းပေးပါ။စီပွားရေးကတော့ဇာတာပရိသတ်သမီးတွေကဘာမှမလုပ်တဲ့နဲ့လာတလာလို့ပြောရင်ပုံမှန်လေ။ ဟိုပုံမှန်လုပ်နေကြအလုပ်လောက်တွေပဲလုပ်အရင်ဟိုအောင်မြင်လားဆိုတဲ့ပုံစံမျိုးနဲ့ထည့်ပြီးတော့အားဆိုင်တာမျိုးတွေငွေဆိုင်တာမျိုးတွေလည်းမလုပ်စေချင်ဘူးပြီးတော့အလုပ်အကင်အခွင့်အလမ်းနေနဲ့ပတ်သက်ပြီးတော့မလုပ်ဘူးသေးတဲ့တွေးအခေါ်ဒီမလုပ်ဖူးသေးတဲ့အလုပ်အသစ်တွေကိုပြန်ပြီးတော့အတိုးချက်ပြီးတော့ဆန်းစစ်တာမျိုးလည်းမလုပ်စေချင်ဘူးလက်လာပါပိတ်တဲ့လားဆုံဖြတ်ချက်တွေမားတဲ့လားဝင်ငွေနေတဲ့လားလို့ပြောရင်ပုံမှန်တယ် ဇာတာပရိတာသမီးတွေထဲမှာငွေပတ်စံအခိုးခံရတာမျိုးလေးတွေအဲပတ်စံပြောက်သွားတာမျိုးလေးတွေပေါ့တဦးတယောက်ကနေပြီးတော့ကိုယ့်ရဲ့စီးစင်ဥစ္စာကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုယူသွားတာမျိုးတွေဖြစ်ဖို့ရှိတယ်အဲ့တော့အဲ့လိုဖြစ်ခံရမဲ့ကိန်းကနေကိန်းဝေးစေဖို့အတွက်ကိုကတော့ဇီးသီးသို့မဟုတ်ဇီးကိုအဲ့ဒါကိုမြတ်စွာဘုရားရှင်ကိုကတ်လူပေးပါခင်ဗျာ ပြီးတော့မိမိရဲ့နေအိမ်အရှိမလမ်းလျှောက်ပြီးတော့ယဒနာတုတ်တာနဲ့တုတ်တော်နဲ့တဇက်ခတုတ်တော်ကိုရွတ်စေခြင်းနဲ့ယဒနာတုတ်တော်နဲ့တဇက်ခတုတ်တော်ရဲ့တကိုးတော်ကြောင့်ဖြာတာပရိသားသမီးတွေကငွေကြီးနဲ့ပတ်သက်တဲ့လက်လာပါတွေကတမှုထူးပြီးတော့ပြောင်းလဲလာနိုင်ပါတယ်။ အခါသုံးမျိုးကိုရည်စင်ချိုးရင်ကန်ကောင်းမယ်ထမင်းနဲ့လက်ဖက်နဲ့နယ်ပြီးဆွလွန်တင်တဲ့ကုသိုလ်ဌာနမျိုးလေးတွေကိုလှုပ်စေခြင်းနဲ့မြတ်စွာဘုရားရှင်ရဲ့သားတော်တွေကိုကိုတိုက်ဆက်ပြလူပေးပါအဲဒဇက်ကတုတ်တော်ကိုယူပေးပါပြီးတော့ကိုနဲ့ပတ်သက်တဲ့မိသားစုဝင်တွေပေါ့အရင်ကိုဘကနေဟိုဘယ်လိုခေါ်မလဲမျောလင်းချက်တွေမထားနဲ့ကိုရဲ့မိသားစုဝင်တွေကိုရဲ့သားသမီးတွေပေါ့ကိုကမျောလင်းလိုက်ပြီးတော့အဲ့မျောလင်းလိုက်တဲ့အတိုင်းဖြစ်မလာတဲ့အထွတ်ကြောင့်အထိနာတာတွေငိုရတာမျိုးတွေဖြစ်ဖို့ရှိတယ် စတလာပိုင်းဟာနည်းနည်းလေးပင်မနဲ့လာတလာဖြစ်ပြီးတော့ဟိုဘာရီရတွေများစေတတ်တယ်လို့ပြတယ်ဒါပေမဲ့ကုသိုလ်ထူးတွေရလိမ့်မယ်အဲမထင်မှတ်တဲ့နေဖန်ဆိုကုသိုလ်မျိုးတွေရတတ်တယ်လို့ပြတယ်ဆွေမျိုးညာတိကာနဲ့ပတ်သက်ပြီးတော့မှငွေကြေးရတာမျိုးတွေလက်လာပါဝန်တာမျိုးတွေဖြစ်တတ်တယ်တိန်းရာနဲ့ချီပြီးတော့ ပတ်စံတွေဝင်တတ်တယ်ပြောချင်တာမြေရောက်မယ်ခြံရောက်မယ်ဒါမှမဟုတ်တိုက်ခန်းရောက်မယ်ရွှေရောက်မယ်ဆိုရင်တက်နိုင်မယ်အထူးသဖြင့်ဒီတက်မိုးရှိတဲ့ပစ္စည်းတွေကိုရောင်းမထွက်ဘူးလို့ထင်နေတဲ့ယေဇနာပစ္စည်းတွေတက်မိုးရှိတဲ့ပစ္စည်းတွေကဒီ၁၇လပိုင်းထဲမှာရောင်းရသွားနိုင်တယ်ဆိုတဲ့သဘောကိုပြတာပါအစာရင်ယောဂဝေဒနာဖြစ်ဖို့ရှိတဲ့အတွက်ကြောင့်အစာတောက်စားတဲ့အခါကယူဆိုင်ပေးပါအဲနောက်တစ်ခုကသွေးအားနည်းတဲ့ယောဂဝေဒနာလေးတွေဖြစ်ပေါ်ဖို့ရှိတယ်လို့ပြထားတာပါအ အိမ်အောင်ရှင်အိမ်အောင်တဲ့ကြတာပရိသတ်သမီးတွေကတော့အိမ်အောင်ရှင်နဲ့ထိတ်တိုက်စကားများပြီးတော့အမြင့်ကြတတ်တယ်။အိမ်အောင်ရင်းမှာပြဿနာ၃ခုဖြစ်ဖို့ရှိတယ်။သားသမီးနဲ့ပတ်သက်တဲ့ပြဿနာ၊ငွေရေးကြေးရေးနဲ့ပတ်သက်တဲ့ပြဿနာ၊ပြီးတော့ဌာနဝိုင်းဆိုင်ရာအဖွဲ့အစည်းနဲ့ပတ်သက်တဲ့ပြဿနာဆိုပြီးတော့အိမ်အောင်တဲ့ကြတာပရိသတ်သမီးတွေကအဲ့ဒါလိုပြဿနာလေးတွေဖြစ်ဖို့ရှိတယ်။ကိုယ့်ရဲ့အိမ်အောင်ဘက်ကိုကိုယ်စကားအောင်ပြီးကိုယ့်အပေါ်ဆွဲလန်းတတ်မှုထားမှုရှိဖို့အတွက်အဲ့ဒီကိုပြောလိုက်တဲ့စကားတွေပေါ့ လက်ခံဖို့အတွက်ကိုကိုယ့်ရဲ့အိမ်တော်ဘန်းနဲ့ကိုနဲ့အတူတူအိတ်တဲ့အေခင်းရအောက်ထဲမှာကွန်ရွတ်သုံးရွတ်ထည့်ထားပြီးရင်အိမ်တော်တဲ့ဇာတာပရိသတ်မီဒီယာကိုယ့်အိမ်တော်ဘက်ကိုကိုယ်စကားအောင်လိမ့်မယ်လို့ပြထားတာပါအဲပြီးတော့အဝေးမှာရောက်နေတဲ့မိသားစုဝင်တွေဆွေမျိုးသားချင်းတွေဆီကနေတရင်ကောင်းကြရပြီးတော့စိတ်ချမ်းသာရတတ်တယ်အဲဆွေဟောင်းမျိုးဟောင်းတွေမိသားစုဝင် အဲမိတ်ဆွေအဟောင်းနေနဲ့ပြန်လည်ဆုံတွေ့ရပြီးတော့ကြည်နူးစရာကိစ္စလေးတွေကြုံတွေ့ရတတ်ပါတယ်ဘဝတန်လျာပါမကုတုထူလေးတွေပြူရတတ်တယ်လို့ပြထားတာပါအဲဒါကတော့ဇာတာပရိသသမီးတွေရဲ့ဒီစက်တလဝိုင်းထဲမှာကြုံတွေ့ရနိုင်တဲ့အရာလေးတွေပေါ့မဖြစ်မနေကြုံတွေ့ရနိုင်တဲ့အဆိုးအနှစ်ခုရှိတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့အလိန်ခံအကင်းလေးတွေရှိတယ်နောက်တစ်ခုကတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူတချို့ရဲ့ကိုယ့်ပေါ်ကိုအကောက်ကျန်တာမျိုးတွေခံရခြင်းရှိတယ်အားလေးတွေခရူးဆိုင်ပေးပါအကောင်းလေးတွေကတော့ကုတုထူရမယ်စေကောင်းဝါကောင်းလေး ီးတွေရမယ်အဲမိတ်ဆွေတစ်တေရဲ့အကျိုးပြုမှုကိုခံရမယ်မိသားစုဝင်တွေနဲ့ပတ်သက်ပြီးငွေကြေးရတာမျိုးတွေဖြစ်ဖို့ရှိတယ်လို့ပြတယ် တမှုထူးပြီးတော့ကန်ကောင်းစီဖို့အတွက်ကိုအိမ်ကကိုကိုွယ်တဲ့မြတ်စွာဘုရားရှင်ကိုနှစ်သက်ဖြူရနဲ့ထွက်တဲ့အမွေတိုင်းလေးတွေလည်းပူဇော်စေချင်ပါတယ်ဒါကတော့ဇာတာပတိသားသမီးတွေရဲ့အဆိုးကောင်းအကျိုးကြောင်းလေးတွေပါအဲ့ဒါလေးတွေလိုလိုက်လို့ရှိရင်သူ့အလေးနဲ့သူ့အထားအလေးရောအဆင်ပြေပြီးတော့အများကြီးကန်ကောင်းသွားမှာပါခင်ဗျာဇာတာပတိသားသမီးနဲ့အတူခိုးနေတဲ့သားသမီးပေါင်းအားလုံးစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်ပြည့်စုံပြီးတော့ရန်သူမျိုး၅ပါးအနောက်ရှေ့ကင်းဝေးပြီးစိတ်သွားတိုင်းကိုပါတဲ့ဘဝကြီးမှာလိုဟာဆန္ဒကြီးပြည့်ပြည့်စုံပါစေလို့ကျွန်တော်ခွန်တာချူကဆုတောင်းမြတ်တာဖုတ်တာပေးလိုက်ပါတယ် lưng một chiếc dụng nhai nhai chỉ mãi đẹp ạ